မင်္ဂလာပါရှင်မန္တလေးခေတ်စ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်ကူလေးတက်စခန်းကိုရှော့တိုက်တုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့ဆွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်စေကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေအားထားရတဲ့ပကိုးတိုင်းတောင်ငူမျိုးကလေတက်စကန်းကိုနေမီကန်အဖွဲ့တွေနဲ့ပူးပေါင်းပြီး၁၀၈မမရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Free Wildlife for မြန်မာအဖွဲ့တောင်ဝင်ရှိသူကပြောပါရယ် စစ်ကောင်စီကတောင်ငူနဲ့ရေတာရှိတဝိုက်ကကြေးပါတွေမှာစစ်တောင်းတွေထိုးပြီးနေရာပေါင်းစုံအထက်ထက်ပိတ်ဆို့ထားတာအဲ့ဒီကြားတွေကလှုပ်ခဲရတာဆိုတော့အတော့ကိုခက်ခဲပြီးစွန့်စားရပါတယ်လို့စစ်စင်ရေးနဲ့ပတ်သက်ပြီးပြောပါတယ်ဒီစစ်စင်ရေးကို Free Worry for Myanmar VWN အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ Mountain Knight Civilian Defense Force MKCDF Anti-Coup People Liberation Force ACPLF တန်တောင်မြောက်ပိုင်းအထူးဒေသ Fighter စားခဲအဖွဲ့တွေက KNLA တပ်မဟာနှင့် တရင်ကနဲ့ပူပေါင်းပြီးဒီဇင်ဘာ9ရက်ည10နာရီခန့်မှာ109မမရှော့တိုက်တုံ6လုံးနဲ့တိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။တောင်ကူလေတပ်ကစီလောင်ကန်တွေကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးရှော့တိုက်တုံပောက်ကွဲတံနဲ့အတူနောက်ဆက်တွဲပောက်ကွဲတံတွေလည်းကြားနေရတယ်လို့ဒေသခံတွေစီကသိရကြောင်းသတင်းဌာနကထုတ်ပြန်ထားပါတယ်။ကျွန်တော်တို့ဘက်က9:55မှာပြစ်လိုက်တာသူတို့ဘက်က10:20လောက်ကစပြီးတောက်လျှောက်ပြန်ပြစ်တာအင်နာမှာရှိတဲ့တပ်တွေပေါင်းစုံကပြန်ပြစ်တာပါ။ ည9နာရီကျော်လောက်အထိပြန်ပစ်နေတာလို့စစ်ကောင်စီဘက်ကပြန်လည်ပစ်ခတ်မှုအကြောင်းကိုအထက်ပါတာဝန်ရှိသူကပြောပါရယ်စစ်ကောင်စီဘက်ကပစ်ခတ်မှုတွေရှိခဲ့ပေမဲ့စစ်စင်ရေလှုပ်ဆောင်တဲ့ရဲဘော်အားလုံးဘေးကင်းတယ်လို့အတည်ပြုပါရယ်စစ်ကောင်စီကသူတို့ရွေးကောက်ပွဲအတွက်ကြီးပါတွေကိုစစ်ကြောင်းထိုးပိတ်ဆို့နေတာဖြစ်ပြီးနေပြည်တော်မဟာမိတ်တွေရဲ့ကူညီမှုကြောင့်စစ်စင်ရေကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါရယ်ဒေါ်လန်ရေးစစ်မျက်နှာသည်ပုံမှုပြင်းထန်လာချိန်တွင်လေတက် ြိုလျင်ဒေါ်လာရေးနိုင်မီဟူသည့်အချက်မှပုံမှုပေါ်လွင်လာသည့်အတွက်ဒေါ်လာရေးအင်အားစုများအလုံးသည်လည်းလေတက်ပြိုကျရေးမစ်ရှင်များကိုဒီဇိုင်းမမတ်ပူပေါင်းဖော်ဆောင်ပေးကြပါရန်အထူးတိုက်တွန်းလိုပါသည်လို့ VMW ကတိုက်တွန်းထားပါသည်ဒီစစ်စင်ရေးက VMW ရဲ့58ချိန်မြောက်စစ်စင်ရေးဖြစ်ပြီးဒီနှစ်ထဲမှာတောင်ကူလေတက်ကို9ချိန်မြောက်တိုက်ခိုက်မှုဖြစ်ပါတယ်။ VNW အနေနဲ့မဟာမိတ်အဖွဲ့တွေနဲ့အတူပူးပေါင်းပြီးတောင်ကူလေတက်စခန်းကိုဇန်နဝါရီလ April 30မေလ17ရက်နေ့ဇူလိုင်10ရက်တို့မှာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဆက်လက်ပြီးမန္တလေးပြည်သူတွေလည်းအတန်တိတ်သပိတ်မှပါဝင်နေဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့ဒီဇင်ဘာ10ရက်မှာကြာရောက်တဲ့အပီပီဆိုင်ရာလူခွင့်ရည်နေမှာမန္တလေးမြို့ကပြည်သူတွေကအတန်တိတ်တပိန် Silent Strike ကိုပူးပေါင်းပါဝင်နေကြပါတယ်။ဒီနေ့မနက်10:00နာရီမှညနေ3:00နာရီအထိနိုင်ငံတော်ဝန်အတန်တိတ်တပိန်စင်မဲရန်ရှိနေပြီးပြည်သူလူထုအနေဖြင့်ပူးပေါင်းပါဝင်ကြရန်တပိန်အင်အားစုအသီးသီးကနှိုးဆော်ထားပါတယ်။လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အပါအဝင်ဖန်ဆီးထားတဲ့နိုင်ငံကောင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေးဖို့စစ်တပ်ရဲ့ တရားတဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့နဲ့စစ်တပ်ရဲ့အာဓမစစ်သားတစ်ဆူဆောင်းနေတဲ့စစ်မှုထမ်းဥပဒေကိုစန့်ကျင်ကြဖို့ဖြတ်သိမ်းဖို့စားတဲ့အချက်၃ချက်ကိုအတန်တိတ်တပိတ်ကတောင်းဆိုထားပါတယ်။စစ်တပ်ကအတန်တိတ်တပိတ်မှာပြည်သူတွေမပါဝင်ဖို့နဲ့ဤလမ်းမျိုးစုံသုံးပြီးထိန်းချုပ်နေတဲ့ကြားကပြည်သူတွေကပပနဲ့နဲ့လောက်ရတဲ့လောက်ပါဝင်နေကြတာဖြစ်ပါတယ်။ဆက်လက်ပြီးရန်ကုန်ပြည်သူတွေအတန်တိတ်တပိတ်မှာပါဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ဒီကနေ့ဒီဇင်ဘာ10ရက်မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေ့မှာရန်ကုန်မြို့ကပြည်သူတွေကအတန်တိတ်တပိတ် silent strike ကိုပါဝင်ပူးပေါင်းနေကြပါတယ်။ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာဒီကနေ့မနက်10:00နာရီမတိုင်ခင်ကတည်းကကားတွေလူတွေပုံမှန်နေတွေထက်ရှင်းလင်းနေကြောင်းမြို့ကန်အငားရင်သမားတအုပ်ကပြောပါရယ်။မနက်9:00နာရီခွဲလောက်ကတည်းကလမ်းပေါ်မှာလူသိမ်းမရှိကြဘူး။တော်တော်များများရှင်းလင်းနေတယ်။ရက်ွက်လမ်းကြားတွေထဲမှာလူသွားလူလာနေတာရှိပေမဲ့အထက်ကမိန်းလမ်းတွေမှာတော့ကားနေနေပဲသွားလာနေတာတွေ့ခဲ့ရပါတယ်လို့သူကဆိုပါရယ်။ ဒီနေ့မနက်7:00နာရီမှညနေ3:00နာရီအထိနိုင်ငံတကာအသံဒိတ်တပိတ်ဆင်နွှဲရန်ရှိနေပြီးပြည်သူလူထုအနေဖြင့်ပူးပေါင်းပါဝင်ကြရန်တပိတ်အင်အားစုအသီးသီးကနှိုးဆော်ထားပါတယ်လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အပါအဝင်ဖန်ဆီးထားတဲ့နိုင်ငံရေးကောင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေးဖို့စစ်တရက်မတရားတဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့နဲ့စစ်တရက်အာဓမစစ်သားစုစောင်းနေတဲ့စစ်မှုထမ်းဥပဒေကိုစန့်ကျင်ကြဖို့ဖြတ်သိမ်းဖို့စတဲ့အချက်၃ချက်ကိုအသံဒိတ်တပိတ်ကတောင်းဆိုထားပါတယ် စစ်တပ်ကအတန်တိတ်တပိတ်မှပြည်သူတွေမပါဝင်ဖို့နီလန်မျိုးစုံသုံးပြီးချိန်ချောက်နေတဲ့ကြားကပြည်သူတွေကပါပါနဲ့နဲ့လောက်ရတဲ့လောက်ပါဝင်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့အရင်အတန်တိတ်တပိတ်တွေနဲ့စာရင်အပြင်ထွက်သူပိုများလာတယ်လို့ရန်ကုန်မြို့ကတအူးကပြောပါတယ်။ကျောင်းတွေဖွင့်ကျင်းလေဖြစ်တာကြောင့်ရောအပြင်ထွက်သူတွေပိုရှိလာတာလို့ပြည်သူတအူးကပြောပါတယ်။အရင် silent strike တွေထက်တော့လူတွေထွက်တာပိုများတယ်။အနေငယ်ပဲနေသွားတယ်။နေလေတစ်ခေါက်တော့ပြန်ကြည့်အောင်မယ်ပထမအခေါက်တွေတုန်းကတော့နေလက်ဘက်လုံးဝနီးပါးမထွက်တော့တာဟုရန်ကုန်မြို့ကတအူးကပြောပါတယ် ဆက်လက်ပြီးစစ်အုပ်စုသွေးခွဲတာတတိချက်ဖို့ပြည်သူဒုက္ခငဲ့ပြီးညီညွတ်ရေးဗဟိုပြုဖို့ယာယီသမရမြေတားရက်ခန့်နေဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စစ်ကော်မရှင်ဟာနိုင်ငံရေးဖွဲ့ဖဲတွေကိုအသုံးပြုပြီးလူထုအချင်းချင်းသွေးခွဲအောင်အဖွဲ့အစည်းအချင်းချင်းတန်တရာများအောင်အစဉ်တစိုက်လှုပ်ဆောင်နေကြအမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမရဒူဝါလက်ရှိလာကထပ်မံအတိပေးခဲ့ပြီး ညညရေးကိုဗဟုပြုကြဖို့မြစ်တာရက်ခံခဲ့ပါတယ်။ဒီစင်ဘာ၈ရက်ကအစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်တဲ့ယာယီသမရမိန်ကောမှာလူထုအကြောင်းတော်လရေးအင်အားစုတွေအကြောင်းညညရေးအားကောင်းဖို့လိုအပ်မှုကိုအခုလိုပြောကြားခဲ့တာပါ။ကျွန်တော်တို့ဟာခရီးကျန်းကိုဖျက်နေရတယ်လို့ဝိဝါဒကွဲပြားမှုတွေကိုလည်းညညအောင်လှုံ့ဆော်နေရတဲ့အချိန်ဖြစ်ပါတယ်။ လူလူအကြာမညီညွတ်လေလေအာဏာသိမ်းစစ်ကော်မရှင်ကသဘောချလေလေဆိုတာကိုမမေ့ကြဖို့လိုပါတယ်စစ်ကော်မရှင်ဟာနိုင်ငံရေးအင်အားစုအချင်းချင်းကြားတဟဆာတာမဖြစ်အောင်လူမှုအတိုင်းပိုင်းတွေမညီမညွတ်ဖြစ်အောင်အမြဲတမ်းသွေးထိုးလှုပ်ဆော်ဖန်တီးနေပါတယ်လို့ယာယီသမရကပြောပါတယ်စေအုစုရဲ့သွေးခွဲမှုကိုတတိချက်ဖို့နဲ့အာဏာရှင်စစ်ကောင်ဆောင်တွေရဲ့ထောင်ချောက်တဲ့မချရောက်စေဖို့တတိချက်ဖို့လိုကြောင်းလည်းပြောပါတယ်ထော်လန်ရေးအင်အားစုတွေအနေနဲ့လည်းမိမိရဲ့အတ္တနဲ့မိမိရဲ့လမ်းစဉ်တွေကိုတရက်တည်းစုပ်ကိုင်မထားပဲ ပြည်သူအကျိုးအတွက်ပြည်သူဒုက္ခတွေကိုငှက်ပြီးအချင်းချင်းညီညွတ်ရေးကိုဗဟုပြုကြဖို့အထူးမြတ်တာရက်ခံပြောကြားလိုပါတယ်လို့ယာယီသမရကပြောပါတယ်စစ်တပ်ရွေးကောက်ပွဲကိုအားပေးထောက်ခံနေတဲ့စစ်ကောင်စီအပေါင်းအပါနိုင်ငံရေးပါတီတွေအနေနဲ့လည်းပြည်သူဒုက္ခကြီးတဲ့ကြီးအောင်စစ်အုပ်စုကိုအယူပုံမြောက်မလုပ်ကြဖို့ယာယီသမရကအတိပေးခဲ့ပါတယ်နိုင်ငံတကာအနေနဲ့လည်းအကျိုးစီးပွားနဲ့အလုံခြုံရေးအထိုင်းတစ်ခုတည်းကစဉ်းစားချက်တွေကနေဖဲခွာပြီးလူသားရှုထောင့်လွတ်လပ်မှုရှုထောင့်တရားမျှတမှုရှုထောင့်တွေကနေချင်းကပ်ရှုမြင်ကြဖို့လေယာယီသမရကမြစ်တာရက်ခံခဲ့ပါတယ် ဆက်လက်ပြီးရန်ကုန်မြို့မင်္ဂလာဈေးအတွင်ဆိုင်မပိတ်ရက်နှင့်အတန်တိတ်တပိတ်တွင်မပါဝရန်စစ်တပ်နှင့်စီပင်ကဈေးအတွင်လာရောက်စောင့်ကြည့်ဖိအားပေးဈေးဆိုင်များသာဖွင့်ထားပြီးဝယ်သူမရှိတော့ပေ၆ကက်တိတ်ဆိတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။ရန်ကုန်မြို့မင်္ဂလာဈေးအတွင်ဆိုင်မပိတ်ရက်နှင့်အတန်တိတ်တပိတ်တွင်မပါဝရန်စစ်တပ်နှင့်စီပင်ကဈေးအတွင်လာရောက်စောင့်ကြည့်ဖိအားပေးလျက်ရှိကြောင်းဈေးသူဈေးသားတို့ချို့က သတင်းဌာနကိုဆက်သွယ်ပြောဆိုပါရစေ။ဒီဇင်ဘာလ9ရက်နေ့ကလည်းဈေးစီပင်ကဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်တွင်မပါဝင်ရနှင့်စိုင်များမပိတ်ကြရန်သတိပေးထားပြီးစစ်တပ်နှင့်စီပင်ကယနေ့ဒီဇင်ဘာ10ရက်နေ့ဈေးအတွင်းလာရောက်စောင့်ကြည့်နေကြောင်းလက်ရှိပုံမှန်အားဖြင့်ဈေးဝယ်သူများဖြင့်စီကားရှုပ်ထွေးနေလေရှိသောမင်္ဂလာဈေးတွင်ဈေးဆိုင်များသာဖွင့်လှစ်ထားပြီးဝယ်သူမရှိတော့ကြောင်းတစ်ဈေးလုံး၆ကတ်နေကြောင်းပြောဆိုပါရစေ။ဈေးထဲမှာရောလမ်းပေါ်မှာရောလူမရှိတော့ဘူးလူရှင်းနေပြီ။90ရာခိုင်နှုန်းလောက်ရှင်းလင်းသွားတာလူတွေအပြစ်မထွက်ကြတော့ဘူးဟု မင်္ဂလာဆေးမဆိုင်ပိုင်ရှင်တဦးကပြောဆိုပါရယ်ဆလပီမွန်ပြည်နယ်မှာဖမ်းဆီးထားတဲ့ကြားဖြတ်လုပ်သား600ကျော်ပြန်လွှတ်တယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါရယ်မွန်ပြည်နယ်တထုံခရိုင်ရဲ့မြို့နယ်တွေဖြစ်တဲ့ချိုက်ထိုပီလင်းတထုံနဲ့ပေါင်မြို့နယ်တို့မှာ ပိတ်ဆို့ဖမ်းဆီးခံထားရတဲ့ကြားဖြတ်လုံသား600ကျော်ကိုပြန်လွတ်ပေးလိုက်ပြီလို့ရဲတပ်ဖွဲ့နဲ့နှိစက်သူတွေကသတင်းဌာနကိုပြောပါရယ်။အာနာသိန်းစစ်ကော်မရှင်ဟာပြီးခဲ့တဲ့နိုဝင်ဘာ23ရက်နေ့ကစလို့တရင်ပြည်နယ်မြဝတီမြို့နယ်ကနေပြန်လာတဲ့ကြားဖြတ်လုပ်ငန်းတွေကိုတထုံခရိုင်အတွင်ဝင်ရောက်နိုင်တဲ့လမ်းပိုင်းတွေမှာပိတ်ဆို့ဖမ်းဆီးခဲ့တာပါ။အဲ့ဒီနောက်ကြားဖြတ်လုပ်ငန်းတွေကိုတပ်ဆိုင်ရာရဲစခန်းတဲ့မြို့နယ်ရုံးတွေမှာနှစ်ပတ်နီးပါးအကြာထိမ့်သိမ်းထားပြီးနောက်အထက်အမိန့်ရဒီဇင်ဘာ6ရက်နေ့ကစပြီးပြန်လွတ်ပေးခဲ့တယ်လို့ဆိုပါရယ် ဖမ်းဆီးထားတဲ့ကြားဖြတ်လုပ်သားတွေရဲ့နေထိုင်စားသောက်ရေးတွေကိုတပ်ဆိုင်ရာမျိုးနွယ်ရဲတပ်ဖွဲ့နဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေကတာဝန်ယူကြွေးမွေးနေရတာကြောင့်နှစ်ပတ်တာကာလအတွင်းကုန်ကြားစရိတ်အများအပြားရှိခဲ့တယ်လို့ဆိုပါတယ်။ဖန်စီထိမ့်သိမ့်ခဲ့တဲ့ကြားဖြတ်လုပ်သားတွေထဲမှာဗမာစကားမပြောတတ်သူအများအပြားပါဝင်ပြီးမိုင်လာဝပီနယ်အတွင်းနေထိုင်သူတချို့လည်းပါဝင်နေလို့ဆိုပါတယ်။စစ်ကော်မရှင်ဟောင်းပြီးခဲ့တဲ့အောက်တိုဘာလကစလို့ကရင်နယ်ကြားဆောင်တန်း BGF ထိမ့်ချုပ်ထားတဲ့ KK ပန်းနဲ့ရွှေကုတ်ကိုမြို့တည်ထဲကကြားဖြတ်လုပ်ငန်းတွေကိုဝင်ရောက်စီးနှင်းနေတာကြောင့် မြန်မာအပါဝင်နိုင်ငံတကာကကြားဖြတ်လုပ်တာအများအပြားအစုံလိုက်အပြုံလိုက်ထွက်ပြေးနေကြတာပါလရှိမှာလဲစစ်ကော်မရှင်ဟာ PDF ထိန်းချုပ်ထားတဲ့ KK ဘက်နဲ့ရွှေကိုကိုမြို့တစ်ထဲကကြားဖြတ်အဆောက်အဦတွေကိုဖြိုချဖျက်ဆီးတာတွေဇက်တိုက်လုဆောင်နေတယ်လို့ထုတ်ပြန်ထားပါတယ်။